ကတော့အဲ့ဒီအဘတောက်ချိုးတွေလည်းပြင်ရမယ်နော်မတော့ကိုလက်ရှိအခြေအနေမှာတခါလဲဆက်ပြောရမှာဆိုရင်အမ်ကျွန်တော်တန်အောင်ကြီးနဲ့ဒီတောင်ငူနဲ့ကအာတိတ်မဝေးဘူး26မိုင်ရှိတယ်အေးအဲ့ဒီမှာဆောနာပြောလို့စခန်းနေစခန်းနေရှိတယ်အားလုံးကစခန်းထဲမှာနေဘယ်မှမသွားဘူးအားလုံးကစခန်းထဲမှာတခါလဲ walk in နေကြပြီတော့မှာကျွန်တော်တို့ကထင်ရတယ်အဲ့တော့ဘရင်အောင်တက်နေကိုလည်းအခုဆိုရင်အဲရိတ်ခါလေးဖြတ်နေပြီရိတ်ခါလေးဖြတ်နေပြီအဲ့တော့ ဘယ်လိုရိတ်ခါဖြစ်လဲဆိုတော့အဲ့ဒီမှာလုံးဝကင်ရန်ကြီးကပေးမသွားတော့ဘရင်တော် တက်နေမလားမလီလီကိုရှင်မှာချိုးဆိုးပါခင်ဗျာဒီစနေအောင်ဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်းဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရအားပေးကြဖို့တိုက်တွန်းပါတယ်သူတွေအားလုံးရဲ့လစာတွေကိုထုတ်ယူစားတောင်းနေတာတွေအဲဒါတွေကလည်းအဲကျွန်တော်ကြားသိနေရတယ်ဗျာသိလားအနောက်တစ်ခုစကမ်းထိုင်နေတဲ့စကမ်းထိုင်ဖို့ဆိုလို့ရှိရင်ဂိတ်စောင့်ဖို့ဆိုလို့ရှိရင်ပိုက်ဆံရဖို့လောက်ပဲစဉ်းစားတော့တယ်နော် ရန်သူကိုထွက်တိုက်ဖို့ဆိုတာမရှိဘူးအဲ့တော့ဒေတာမှာဘလို့နေဖြစ်နေဆိုတော့ PDF က PDF တွေ KNU တွေကဒီဒေတာတစ်ခုလုံးမှာဟိုဘယ်လိုခေါ်မလဲခြေချင်းလိမ်ပြီးသွားနေတယ်သွားတဲ့ခါကျပြည်သူကကြာလာတဲ့ခါကျပြည်သူကစိတ်ညစ်ရတယ်တပုံတွေကစစ်တပ်ကရွာမှာရွာတွေမှာလွှမ်းမိုးမှုရှိပဲနဲ့တပုံကရွာတွေမှာလွှမ်းမိုးပြီးတော့နော်စစ်တပ်ကတပ်စခန်းမှာမနေတဲ့ခါကျတော့ဟိုကြီးရွာတွေမှာရှိတဲ့ပြည်သူတွေကစိတ်ညစ်ရတော့ဗျာဖွတ်တွေကမိချောင်းဖြစ်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ ရွာသားတွေပြည်သူတွေကရင်ဖွင့်မှုတွေရှိလာပြီလုံးဝသားတွေကိုမကျေနပ်ဘူးခင်ဗျားတို့ဘာလုပ်မှလဲနော်ခင်ဗျားတို့ဘာလုပ်မှလဲပြောတယ်ပဲဖြစ်လာပြီမင်းမချရင်လာမရှုပ်ပါနဲ့တော့ဆိုပုံစံမျိုးတွေအထိဖြစ်လာတဲ့အတွက်ကြောင့်မလို့အဲ့တော့အဲဒီပေါ့တောင်လူတန်တောင်ကြီးတကြောကအခြေအနေတွေကဒီလိုမျိုးရှိနေပြီဒီတက်စခန်းနေအလုပ်လုပ်တဲ့ချိန်တစ်ချိန်မရှိပါလေတဲ့ဘယ်ချိန်လဲဆိုလို့ရှိရင်လူကြီးလမ်းကြောင်းလာပြီးဟေ့ဆိုရှင်တော့အဲကင်းမုန်းနေပါဝစ်တယ်အဲအချိန်ညာလို့ရှိရင်လမ်းပေါ်ရောက်လာတယ်တဲ့အဲအချိန်ညာလို့ရှိရင်တော့တဘောကပဲရောက်သွားပြီးတော့တော်တဲ့ပြန်ရောက်သွားပြီတဲ့ အတော့တော်လည်းပြန်သွားပြီးလို့ရှိရင်သူတို့တွေကတက်လာပြီဆိုရင်မမဲ့မြင်လို့ရှိရင်မမဲ့မြင်အချုံးပြင်အကုန်ပြစ်တယ်တဲ့ပြစ်တဲ့ခါကျတော့ဘသူပဲထိလဲဆိုတော့ပြည်သူပဲပြန်ထိပြန်တယ်အဲ့တော့အဲ့တော့ခင်ဗျားတို့အဲ့ဒီတန်တော်ကြီးတကြောမှာရှိနေတဲ့အခြေအနေတွေအားလုံးကတော့တည်တည်ဆဲဆဲစီမံကုတ်ကဲဖို့လိုနေပါပြီနော်အဲ့တော့အဲကျွန်တော်နောက်ထပ်ပြန်ပြီးတော့ကြည့်ရတာပေါ့နော်ဟိုတက်ထဲမှာဆိုလို့ရှိရင်လည်းဖြစ်ချင်တိုင်းဖြစ်နေတာဘယ်လိုလဲဆိုတော့စစ်တီတွေဆိုလို့ရှိရင်စလိတ်မတော့ရဘူးနော်ဟို ဒီ task ကနေမှာရက်တွေပိုင်းမတော့အောင်ပေါ့နော်ရက်မတော့တဲ့ပုံစံမျိုးတွေအထိစီစဉ်ထားတယ်အကိတ်တွေပိုင်းစောင့်တယ်အဲ့တော့ရဲဘော်လေးတွေမှာရဲဘော်လေးတွေခင်ဗျာမိုးရွာထဲမှာစလိမတော့ရက်မတော့ပုံစံမျိုးပေါ့ဗျာနော်အဲ့အဲ့လိုမျိုးလေးဖြစ်နေတဲ့အချိန်မှာအရာရှိတွေကတော့အရာရှိတွေကတော့အရက်ကောင်းနေတယ်ပေါ့နော်တောက်ကြတယ်တဲ့အဲ့တော့တောက်တဲ့အကျင်ကိုသူတို့စားဖို့တောက်ဖို့တောက်ကိုရဲမေတွေကချက်ပြုတ်ကျွေးရသေးတယ်အဲ့တော့ဆိုလိုချင်တာကဘယ်လိုဖြစ်လဲဆိုတော့ရဲဘော်ရက်တော့ရအချုပ်တဲ့ရောက်မယ်အရာရှိ เนาะရက်တော့မဟေးဆိုလို့ရှိရင်ရဲဘော်တွေအဲ့ဒီဒီဘယ်လိုဟောပြောဆိုစစ်တီရဲမေတွေကပြန်ပြီးချက်ကျွေးနေရတယ်။ဩဒါတွေကလည်းမမြမတမှုတွေပေါ့အထက်အောင်မလေးစားမှုတွေပေါ့ဗျာ။သူ့ကိုကိုလေးစားမှာဖြစ်သူကိုကိုသူလေးစားမှာဖြစ်တယ်။အဲ့တော့မှလည်း standard army ဆိုတာဖြစ်မယ်။ standard army ဖြစ်မှလည်းကျွန်တော်နိုင်ငံအတွက်အားကိုးအောင်မကျွန်တော်နိုင်ငံရေးသမားတယောက်ဖြစ်တယ်။ကျုပ်နိုင်ငံကိုမျက်နှာမူတယ်ဆိုတော့စကားကိုပြန်ကောက်မှာဆိုရင်နိုင်ငံကိုမျက်နှာမူတယ်နိုင်ငံကိုမျက်နှာမူတဲ့အတွက်ကြောင့်မလို့စစ်တပ်ရှိကိုရှိရမှာဖြစ်တယ် စစ်တပ်တီလည်း standard army ဖြစ်ရမှာဖြစ်သလို standard army ဖြစ်ဖို့ဆိုလို့ရှိရင်စစ်တီတွေဟာဟိုယာရူအကြက်ကလေးဘယ်လိုမှမဆိုလို့ရှိရင်မနေ့တနေ့ကမှပါစလေးတွေကအစပြီးတော့ကျွန်တော်တို့ဒီတက်မလို့ကာကွယ်ရေးဦးစီးချုပ်ထီကိုကျုပ်တို့ကတက်မလို့သားဖြစ်ပဲကျွန်တော်မြင်တယ်သူ့ရဲ့အချင်းသူ့ရဲ့တာဝန်ရအဲ့တော့အဲ့ဒါကိုအထဖားအောက်ဖိတဲ့ဇေယိုက်ဆိုးတွေနော်အောက်ကိုဆိုလို့ရှိရင်ကျုံလို့သဘောနာစစ်တီတွေကစစ်စစ်ရက်တက်မှာဘယ်လိုဖြစ်နေတဲ့ခါစားတော့ စစ်တပ်တဲ့စစ်သားတယောက်ဝင်လာတယ်အဲဂျူနီယာတယောက်ဝင်လာပြီးဟဲ့ဆိုရှင်အရှိယာစီနီယာကသူ့ကိုယ်သူအဖေဖြစ်သွားတယ်လို့သူ့ကိုယ်သူကျွန်ပိုင်ရှင်ဖြစ်သွားတယ်လို့လို့အဲသူ့ကိုယ်သူအကောင်ဖြစ်သွားတယ်လို့ခံစားနေတာမဟုတ်ဘူးမင်းကမင်းတာဝန်ကိုမင်းယူထားတာပဲဖြစ်တယ်ဂျန်နဲ့တာဝန်အားလုံးမှာကိုယ်ပိုင်တာဝန်ဆိုတာရှိတယ်တာဝန်နဲ့ဝတ္တရားဆိုတာဒါမျိုးလေးစားလိုက်နာနေမှ professional အဲတက်မလို့ဖြစ်မယ်ပေါ့ဗျာနော်အခုစစ်တပ်ရဲ့ပုံစံကတော့အဲကပိုက်ဆောင်ကပိုက်ဆောင်တက်လို့ဖြစ်နေတယ် နော်အရာရှိတယောက်အရာရှိတရဲ့ကပိုက်ဆောင်အရာရှိတရဲ့ကပိုက်ဆောင်စစ်သည်အရာရှိတရဲ့ကပိုက်ဆောင်အဲ့တော့လောက်ငယ်သားရဲ့အနေနဲ့လည်းအထက်ကိုပြန်မပြောနိုင်တဲ့ခါကြတော့ဘာလို့ဖြစ်ကုန်လဲဆိုတော့အဲသူတို့ကလည်းသူတို့ရဲ့အရေးချင်းတွေကိုထုတ်ပြပိုင်ခွင့်ရမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှလေးစားခံခွင့်မှမရှိတာ။သူတို့သူတို့ကိုလေးစားနေမှာရဲဘော်ကိုလေးစားနေမှာရဲဘော်ကလည်းသူ့ကိုယ်သူပြန်လေးစားမယ်။သူ့ကိုယ်သူပြန်လေးစားနေမှသာလျှင်ရဲဘော်အရာဒီအချက်ကလေးတွေကလည်းသူတို့ရဲ့အရေးချင်းစွမ်းရင်ထုတ်ပြမယ်။တကယ်တကယ်အရေးကြုံလာလို့ရှိရင်ခင်ဗျားတို့အရာရှိဆိုတဲ့သူတွေတက်စားလို့ရှိရင် နော်ချုပ်ရဲဘော်ပတ်စလေးတွေကပို့ပြီးတော့စရှိနေတတ်တယ်ရေရှင်းရှိနေတတ်ဆိုတာလည်းမမေ့နဲ့လူတိုင်းမှာသူ့မှာပုံအောင်နေတော့စွမ်းရင်နေရှိတယ်အဲ့ဒါကိုထုတ်သုံးတတ်အောင်ကြိုးစားနိုင်တဲ့သူဟာထုတ်သုံးတတ်တဲ့ခေါင်းဆောင်ဟာခေါင်းဆောင်ကောင်းမယ်အဲ့တော့ကောင်းဆောင်ဖြစ်လာပြီဆိုပြီးသူ့ကိုသူပဲလူကြီးထင်တယ်သူ့ကိုသူပဲအကောင်းထင်တယ်သူ့ကိုသူပဲလူတော်ထင်နေလို့ရှိရင်တော့အဲ့ခေါင်းဆောင်ကလဘကြအထူးသဖြင့်အဲ့ခင်ဗျားတို့တတ်မလို့မှာဒီလိုလူမျိုးတွေပဲအဲရှေ့တန်းမှာနေရာရောက်နေဖြစ်သူကာကျုပ်ကိုယ်တိုင်ဒီပုံစံမျိုးဖြစ်နေပုံစံမျိုးတွေရှိတယ်ပါဗျာနော် ဲ့တော့အနောက်ထပ်အဲသူတို့ရဲ့တက်ရဲ့အချိန်ဒီမှာနော်တက်ရဲ့အချိန်ဒီမှာကျွန်တော်ဆက်လက်ပြီးကြည်တာပေါ့ဗျာကြည့်ကြည့်ရခါမှာကားဆိုလို့ရှိရင်10စီးလောက်ရှိတယ်10စီးလောက်ရှိတာကို8စီးလောက်ကပြတ်နေတာအဲ2စီးလောက်နဲ့လဲပတ်နေတယ်အဲ့တော့လဲပတ်နေတယ်အဲ့တော့ကိုအကုန်လုံးကောင်းပါလားဆိုတဲ့ပုံစံနဲ့တင်ထားပြီးတော့စီကာလန်အဲ900ချပေးရင်းနဲ့နော်900လောက်ကဘယ်အဆင့်ဘယ်အဆင့်ဘယ်အဆင့်နဲ့ဘယ်လိုဘယ်လိုစားလိုက်ရမလဲကုန်ပါနော်200လောက်ပဲကျန်တာအဲ့200ကိုလည်း အဲတယောက်တယောက်လေးစားမှမရှိတော့ဗျာအောက်ကတကီဒီအောက်ဆုံးကကိုင်းငွေရတဲ့သူတွေကလည်းပြန်ပြီးတော့ရောင်းပေါ့ဗျာရောင်းတဲ့ခါမှာအဲ့ဒါကိုပြန်ပြီးအဲ့ဒီရတဲ့ဟာလေးကိုမှပြန်ပြီးတော့မျှစားရသေးတယ်အဲဒီပုံစံမျိုးတွေပါဗျာငါစစ်တပ်က professional မဆန်မင်းနဲ့အဲစစ်တပ်ကပြုတ်စပြင်းအောင်နဲ့အဲပရိုမဆန်မှုတွေရှိလာတယ်အဲပရိုမဆန်မှုတွေကျွန်တော်တို့ဝိုင်းတင်ရဒီချိန်ကအကောင်းဆုံးပဲဒီချိန်က ဒီချိန်ကဘယ်လိုခေါ်မလဲဆိုတော့အရာရှိတွေကိုယ်တိုင်လည်းသိနေတယ်เนาะအရာရှိတွေဟိုအစင်စင်ပေါ့ခေါင်းဆောင်နဲ့စစ်ခေါင်းဆောင်နဲ့အားလုံးလည်းသိနေတယ်အားလုံးပြင်ဆင်ရမယ့်အချိန်ဆိုတာသိနေပြီအဲသိတဲ့အချိန်မှာကျွန်တော်အနေနဲ့ဝိုင်းပြင်ပေးနေခြင်းဖြစ်တယ်ကျွန်တော်စေတနာဟိုခင်ဗျားတို့ဝေဒနာဖြစ်သွားခြင်းနဲ့ဖြစ်သွားနိုင်တယ်သို့ပါတော့လည်းကျုပ်တို့ကတော့ပြောရမှာပေါ့เนาะတက်မလို့အတွက်တက်မလို့ကျုပ်တို့ကပြင်ဝင်ပြင်ရမှာခင်ဗျားတို့ကြိုက်သည်ရှိမကြိုက်သည်ရှိကျုပ်တို့ကချိန်လုံးတော့ပြင်ဝင်ပြင်မှာเนาะဘာကြောင့်လဲဆိုတော့ကျုပ်တို့နိုင်ငံအတွက်အရေးကြီးတယ်နိုင်ငံရေးသမားတယောက်အနေနဲ့အဲမြန်မာနိုင်ငံမှာရှိတော့ မိမိပြပြဝဝဆင်းဆင်းအားလုံးရဲ့အရေးအတွက်ကခမားတို့တက်မလို့တောက်ချိုးပြင်မှာရမှာကျုပ်တို့ကပြင်ရမှာပဲအဲ့တော့ပြင်မှာဒီကရှိလဲပြောအောင်မှာနော်အဲ့တော့ခမားတို့ဒီစိတ်စိတ်တောက်နဲ့စိတ်စိတ်တောက်နဲ့ဘယ်လိုခေါ်မလဲဆိုတော့ကာကျုပ်ပုံကြီးချာချာပြီးတော့နော်အဘကြီးအဘကြီးလုံနေသူတွေကျုပ်တို့ကပြုတ်နေပြောမယ်ယာလူနဲ့ယာကန်နဲ့ခေါ်တာပဲကြိုက်တယ်အဘခေါ်တာလည်းမကြိုက်ဘူးဥပမာလင်းပြောမယ်နော်အဘခေါ်လိုက်မှကြိုက်ဘူးအဘခေါ်လိုက်ချင်းအဖြစ်ဘာလဲမင်းတို့ဘာရအဘလဲမင်းတို့အဘဆိုငါတော်တဲ့ယူတာလားမေးရမလို့ပုံစံမျိုးဖြစ်နေအဲ့တော့ အဘကတော့လည်းမကြိုက်ဘူးကျုပ်တို့လိုချင်တာက standard army နော်ဟိုရာထူးအစင်းစင်နိုင်ကအထက်အောက်ဆုံးထိအားလုံးကိုလေးစားသမှုရှိပြီးအားလုံးကလည်းကိုယ့်ကိုယ်ကိုလေးစားသမှုရှိတော့တက်မလို့ဘူးပဲလိုချင်တယ်နော်အဘကြီးအဘကြီးကာချုပ်ကြီးဟာ no 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 နော်နော်ဥမင်း online တော့လကောင်းဒါမှမဟုတ်ရှင်ကာကွယ်ဥစည်းချုပ်ဥမင်း online ဆိုတာပဲလိုချင်တယ်နော်ခင်ဗျားတို့တောင်ကူရောပဲအဲ့ဒါလူတွေအကုန်လုံးကအဲ့ဒီကစစ်တီတွေကထွက်မရှင်းတဲ့ခါကျတော့အခု ဘေးရောင်တက်နေကိုကိုဘာမှစဉ်းစဉ်းလို့မရဟိုတနေ့ကမနေ့ပါပေါ့ဗျာနော်မနေ့ကမနေ့ကနေမနေ့တနေ့လောက်ကဖြစ်မထင်ပါလားအာရိတ်ခါရိတ်ခါတော့ဟုတ်ပေါ့ဗျာကျွန်တော်တို့ဒီသူတို့ပြည်သူတွေကစိုင်းကယ်လေးနဲ့တနိုင်တစ်ပိုင်းဈေးသွားရောက်ကြတယ်ဈေးသွားရောက်တဲ့ဟာကိုလမ်းမှာ KNU PDF တွေကဖမ်းပြီးတော့စိုင်းကယ်နှစ်စီးမီးရှို့လိုက်တယ်သူတို့ပိတ်ထားတဲ့လမ်းကြောင်းကိုလာပါမလားဆိုပြီးတော့လာတဲ့သူကလည်း ခေါင်းရပြတ်ထိုးလို့ပေါ့ဗျာနော်အဲ့တော့အဲ့ဒါကိုတော့မှမပြီးသေးဘူးသားမီးနှစ်ယောက်ကိုဖမ်းပြီးလမ်းမှာထိုင်နေတာအဲ့သားမီးနှစ်ယောက်လည်းဘယ်ပြောက်သွားလဲမသိဘူးဖမ်းသွားတယ်လို့ကြားတယ်ပြောက်သွားတယ်လို့ကြားတယ်အဲ့တော့အသက်ရှင်လေးရရှိနေပါစေလို့ KNP တရက်ကလည်းမတရားတောင်းညင်းနေဘာကြောင့်ဘင်းနောင်တက်နေကိုသူတို့ရိတ်ခါဖြတ်နေပြီရိတ်ခါဖြတ်ပြီဆိုတော့ခင်ဗျားတို့သိပေါ့ဗျာနော်အဲဘာတွေဆက်ဖြစ်လာမလဲဆိုတော့ရိတ်ခါဖြတ်နေတစ်ဖက်ကကျန်းနေပြီအဲ့တော့အဲ့ဒီဘက်ချမ်းမှာစစ်ပွဲကဒီထက်ပိုပြီးကျန်းလာမှာဖြစ်တယ် အဲကျွန်တော်တို့ထပ်ပြီးတော့သိရှိရသလိုရှိရင်တောင်ငူရဲ့လိတ်တူရဲ့ရာတို့ရဲ့ကရားရဲ့တစ်ဆက်တည်းဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့လိတ်တူနဲ့ရာတို့မှာကခင်ဗျားတို့ရဲ့ဟန်အာသူ့နာမည်လည်းကျွန်တော်ကထပ်ပြောရမှာပေါ့ဗျာနော်အဲ့တော့နေမျိုးစင်တို့ကြောတက်လင်းတို့တော်မှာအဲ့ဒီကိုရောက်နေပြီနော်တို့ဘာဆက်လုပ်မလဲဆိုတာကတော့ကျွန်တော်တို့အဲပြောရခက်တယ်တော်တော်လည်းပဲစစ်ပွဲကတော့ကြီးကြီးမားဖြစ်လာမှာဖြစ်တယ် တော့မနေ့ကဆိုလို့ရှိရင်လည်းเนาะတန်တောင်ကြီးတိုက်ခိုက်ရေးကြောင်းကို short တိုက်ဒုံးနဲ့လာပစ်သွားတာငါးလုံးနေရွတ်သရေစွတ်နေပြီအတဖက်တပုံကတော့ရိတ်ခါဖြတ်တယ်เนาะခမားတို့စစ်တပ်ကသာဟိုတောက်ချုံဝင်ပြေနေအထဲမှာဖြစ်ချင်သလိုဖြစ်နေပေမဲ့เนาะတဖက်တပုံကခမားတို့ကို ရိတ်ခါဖြတ်နေပြီเนาะ short တိုက်ဒုံးနဲ့လာပစ်နေပြီเนาะအဲပြည်သူတွေကိုလည်းသူတို့စီးယုံနေပြီအဲသူတို့တွေချောင်းနေပြီအဲ့တော့ခင်ဗျားတို့မလုပ်မလဲဆိုတာပဲအဲကျွန်တော်တို့စောင့်ကြည့်မယ်เนาะအဲ့တော့ တန်တော်ကြီးတိုက်ခဲ့အကြောင်းမနေ့ကရှော့တုံး၅လုံးရှော့တိုက်တုံး၅လုံးနဲ့ပြစ်တာလုံးဝအထိကိုက်တော့ပြည်သူအဲကျွန်တော်တို့တက်ကအထိကိုက်တော့လုံးဝမရှိပါဘူးเนาะသူရဲ့သရေးဆက်တာခံလိုက်ရတာပေါ့ဗျာเนาะကဲဟုတ်ပြီအဲ့တော့အဲကျွန်တော်ရဲ့ဒီနေ့အဲသတင်းဒီ summary အဖြစ်ပြန်ပြောရမှာဆိုလို့ရှိရင်တော့เนาะအာစစ်ပင်ကြီးအုပ်စုက ARV တိုင်းတာပေါင်းပေါ့တာပေါင်းစစ်ပင်ကြီးအုပ်စုကရွာ၃ရွာမှာတရွာတည်းဒီတော့ဒီပိုက်ဆံပေးနေရကြတဲ့ကအခုဆိုရင် ကျန်တဲ့ရွာတွေကမဲမပေါက်ပဲနဲ့ဒီတရွာတွေကမဲပေါက်ပါဒီတရွာတွေကမဲနိုင်ရပါမယ်ဆိုပြီးတော့နှိုက်ခိုင်းတယ်နှိုက်ခိုင်းတော့အဲ့တော့ရွာသားတွေအလုံးကမင်းတို့ပိုက်ဆံပေးဆိုတော့လည်းပေးတယ်ဟဲ့လားဒါမှမဟုတ်ရှင်ခေါ်မဲဆိုလို့ရှိရင်ဖြောင်းဖြောင်းမတ်မတ်လုပ်လေဖြောင်းဖြောင်းဖြောင်းမတ်ဆိုတော့ကဲအလုံးအလုံးနှိုက်ကွာဒီကဲပေါက်တဲ့ကောင်သွားမယ်အလုံးပုမင်းနေနေနဲ့နှိုက်ဒါမျိုးကြောက်လည်းမနှိုက်ရဘူးဒါမျိုးနှိုက်ရင်လည်းအကုန်လုံးငတ်ပြတ်ပြီးတော့အဲသူတို့ရဲ့တမိသားစုတွေဆွေမျိုးတွေပါတခါလဲမဲပေါက်သွားမှာအဲသူတို့အရန်ကိုစိုးရိမ်နေပုံရတယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့ ဒီကိစ္စကိုလုံးဝလုံးဝမကျေနပ်ကြဘူးเนาะအဲ့တော့ queen ကောင်းနဲ့နော်နောက်တစ်ခုကကြတော့လေးမျက်နှာနဲ့ queen ကောက်ကြားလိုက်ရချင်းကိုက်တွင်းကြီးရောတိတ်မကြခင်အစမီးတွေတောက်လာနိုင်တယ် AA အားတွေအဲ့ဒီတကြောကိုရောက်နေတာတွေရှိတယ်เนาะကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့တက်မတော်ကိုကျွန်တော်တို့စနာကျွန်တော်ပြောသူပေါ့ဗျာနိုင်ငံရေးသမားတယောက်အနေနဲ့နိုင်ငံမျက်နှာကိုကြည့်ရမယ်ပြည်သူမျက်နှာကိုကြည့်ရပြည်သူဆိုတာနီနီပြပြဝဝစိမ့်စိမ့်အားလုံးအားလုံးအားလုံးကပြည်သူဖြစ်တယ်အားလုံးရဲ့အကျိုးအတွက်ကကျွန်တော်နိုင်ငံတော်တည်ရှိရမယ် ကျောင်းနိုင်ငံတော်တက်မတော်ဟာရေးကြည့်တယ်အဲ့တော့တက်မတော်ဟာရေးကြည့်ရဆိုပြီးတော့တက်မတော်ဟာခင်ဗျားတို့ဒီအဘရရဲ့အိတ်ဆောင်ကပိုက်ဆောင်မဟုတ်ဘူးတက်မတော်ဟာ professional တက်မတော်မျိုးဖြစ်ရမယ်အဲ့လိုဖြစ်ဖို့အတွက်ကစစ်တီကျွန်တော်ပြောပြပါရယ်ကာကျုပ်ကနေစပြီးတော့နော်ကာကျုပ်ကနေစပြီးတော့ကျွန်တော်တို့ဘာမှဟိုကျွန်တော်တို့ဒီမနေ့တနေ့ကမလာတဲ့ပတ်စလေးအထိကကျွန်တော်တို့တက်မတော်သားဖြစ်ပဲသဘောထားတယ်နော်အားလုံးဟာလေးစားသမှုရှိနေရမယ်ဒါတက်မတော်ထုံးစံမယ် အဲ့တော့မှကြော်ပြီးတော့ကပိုက်ဆောင်မဖြစ်ဖို့ကရန်ကိုအရေးကြီးတယ်အဲ့တော့တက်မလို့အတွက်ကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ကကျွန်တော်သိတယ်ချိန်လုံးတစ်လုံးပါပဲခင်ဗျားတို့တက်မလို့ချိုးတွေကျုပ်လို့ပြင်ရပါလိမ့်မယ်နော်အဲ့တော့ဒီကရှိအချိုးမပြင်လို့ရှိရင်အဲကျွန်တော်တို့နေရတော့တိတိစစ်ချောင်းပြောရမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့နားထောင်ခြင်းလည်းရတယ်နားမထောင်ခြင်းလည်းဒါကျွန်တော်တွေနေပါတက်နိုင်ပါလိမ့်ရနော်ကျွန်တော်တို့ကနိုင်ငံတော်ရဲ့အရေးအတွက်ကတက်မလို့ကိုကျုပ်လို့ပြင်ရမှာဖြစ်တယ်အဲ့တော့အောက်ချိုးပြင်ဖို့မမေ့ပါနဲ့